ဘစ်စမလာရဟမန်ရဟိမ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့အာဘကူရူဒူကိုစီရဲ့တန်ခမ်းသာကိုကိုဖတ်မှာဖြစ်ပါတယ်နော်ဒီတန်ခမ်းသာမှာကျွန်တော်တို့အနာဂတ်နဲ့ပတ်သက်ပြီးဖတ်မှာဖြစ်ပါတယ်ဆရာကပြီးခဲ့တဲ့တန်ခမ်းသာတွေမှာပြောပြီးသွားပြီကျွန်တော်တို့ရဲ့ဒီတန်ခမ်းသာတွေကတစ်ခုနဲ့တစ်ခုတော်တော်ချိတ်ဆက်မှုရှိတဲ့အဲဒါကြောင့်တန်ခမ်းသာ7နဲ့8ကိုအခုရင်းမကြည့်ရသေးဘူးဆိုလို့ရှိရင်အရင်အဲ့ဒီတန်ခမ်းသာတွေကိုအရင်ကြည့်ပေးပါပြီးမှဒီတန်ခမ်းသာကိုကျွန်တော်တို့နားထောင်ကြမှာပေါ့နော်မဟုတ်ရင်ကျွန်တော်တို့အတွက်ဒီတန်ခမ်းသာနားလည်ဖို့ကနည်းနည်းခက်ခဲသွားမယ် ကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာမှာဖတ်ပြီးသွားပြီလက်ရှိကာလမှာကျွန်တော်တို့ဗမာလိုစကားပြောတဲ့အခါစကားနှမျိုးသုံးတယ်ဆိုပြီးဆရာပြောပြခဲ့တယ်။အဲမှာပထမမျိုးစားမှာတူဝီထိုးနာငင်းနေဆိုတဲ့စကားလုံးမပါဘူး။ဒုတိယမျိုးစားမှာတူဝီထိုးနာငင်းနေဆိုတဲ့စကားလုံးပါတယ်။ဥပမာဖြင့်ကျွန်တော်ကြောင်တက်တယ်ကျွန်တော်ကြောင်တက်နေတယ်။သူတို့စာဖတ်တယ်သူတို့စာဖတ်နေတယ်။ဒီစကားနှမျိုးလုံးကလက်ရှိကာလနဲ့ပတ်သက်တဲ့စကားဖြစ်တယ်။ သို့သောပထမမျိုးဆမ်းမတော်ရထနာငင်းနေဆိုတဲ့စကားလုံးမရှိဘူးဒုတိယမျိုးဆမ်းမတော်ရထနာငင်းနေဆိုတဲ့စကားလုံးရှိနေတယ်ဒီဟာပဲကွာတာပေါ့နော်အနာဂတ်နဲ့ပတ်သက်ရင်လေဒီအတိုင်းစကားနှစ်မျိုးရှိတယ်ပထမမျိုးဆမ်းမတော်ရထနာငင်းနေမပါဘူးဒုတိယမျိုးဆမ်းမတော်ရထနာငင်းနေပါတယ်ဥပမာဖြင့်ကျွန်တော်စောင်းမယ်ကျွန်တော်စောင်းနေလိမ့်မယ်သူတို့အိမ်မယ်သူတို့အိမ်နေလိမ့်မယ် သဘောပေါက်ပြီနော်ဒီစကားနှစ်ခုလုံးကအနာဂတ်နဲ့ပတ်သက်တဲ့စကားဖြစ်တဲ့သို့တော်ပထမမျိုးဆက်စကားမှာတဝေထွန်းနာငင်းနေမပါဘူးဒုတိယမျိုးဆက်စကားမှာတဝေထွန်းနာငင်းနေပါတယ်ကျွန်တော်တို့ဒီနေ့ဖတ်မဲ့တန်ခမ်းတာကအနာဂတ်မှာတဝေထွန်းနာငင်းနေမပါတဲ့အဲ့ဒီစကားကိုဘလို့စီလဲအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဖတ်မှာဖြစ်ပါတယ်ဒီဟာကိုအင်္ဂလိပ်သတ္တရပြောင်းမယ်ဆိုလို့ရှိရင် future indefinite tense လို့ခေါ်တဲ့ဒီဟာကိုကျွန်တော်တို့အာရဝေသတ္တရပြောင်းမယ်ဆိုလို့ရှိရင် mustaqbil e matlaq လို့ခေါ်တယ် مستقبل ہے مطلب تب ابا گینا اخو چنو لو ساسی پھو چوزا میں ساسی دے نیا ما لے پی کھے دے تنگن دا ڈوی لو میو بو چنو لو پی کھے دے تنگن دا ڈوی ما با لو کھے لے ဗာဖီယေဖေလီယေအနောက်မှာနားဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒီနားကိုဖြုတ်ပြီးတော့ကျွန်တော်တို့တာဟွန်တီဟွန်ဒီစကားလုံးတွေထည့်ခဲ့တယ်အဲနောက်အမျိုးဆက်တစ်မျိုးမှာရဟဟွန်ရဟင်ဟွန်ဆိုတဲ့စကားလုံးတွေကိုကျွန်တော်တို့ကြိယာရအနောက်မှာထည့်ပေးတယ်ဒီနည်းရဲ့သင်ခန်းစာမှာလည်း quality အလိုမျိုးပဲကျွန်တော်တို့ verb ရှိတယ်ကြိယာရှိတယ်အဲ့အဲ့ဒီကြိယာရဲ့အနောက်မှာနားဆိုပြီးစကားလုံးတစ်လုံးရှိတယ်ခါနာဂျာနာပီနာလရနာအဲ့အဲ့ဒီနားကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီစကားလုံးတွေကိုထည့်ပေးမှာ उंगा उंगी एगा एगी एंगे सका लूंगी बनो उंगा सोए चनो रो माइने अतों प्यूरे उंगी सोए ले माइने अतों प्यूरे उंगी चारो मिंगले रो अतों प्यू में उंगा चारो याव चाले रो अटो अतों प्यू रा बनो एगा एगी दिया चारो अनेगे अटो चनो रो अतों प्यू रे तो पापा बिनो एगी सोए अम्यो तमी एगा सोए अम्यो दा बनो एंगे दिया चारो चनो रो अम्या गे अटो तों रे तो पापा बिनो अखु चनो रो सासी जामे मैं टीचर के साथ बात करूंगा मैं टीचर के साथ बात करूंगा चनौदी सयाने सगा प्यो में अहू चनौ डी साजों बमा सगा ने टांजी में सुले लौवा बमा सगा टाइमे चन्नो माई सयाने टू सयाने टीचर के साथ सगा प्यो में बात करूंगा लौवा बमा सगा टाइमे सीठा रानो तीमा बात करूंगा सोरे सगा लूंगा क्रिया फेड सगा प्यो दी क्रिया बनो वाप बनो बात करूंगा दिया मेरे गिर बात करना ဒီမှာနာတလုံးရှိခဲ့တယ်ကျွန်တော်တို့ဒီနာကိုဖြုတ်ပြီးတော့ဒီအုံကစကားလုံးကိုခရိယာရဲ့အနောက်မှာထည့်လိုက်တယ်အဲ့တော့အနာကဖြတ်သွားတယ်ခရိယာရဲ့အနောက်မှာကျွန်တော်တို့ကဂေလို့တာဟုံထည့်ရင်လက်ရှိကာလဖြတ်သွားတယ်သို့သောအုံကအုံကဒီစကားလုံးတွေထည့်ရင်အနာကဖြတ်တယ်သဘောပေါက်ပြီနော်အလိုဆိုရင်စာစီရတာတော်တော်လေးလွယ်တယ်နော်နောက်တစ်ကြောင် students kalko imtihan denge students kal ko imtihan denge chang da dui di mna phyin samwe phye lein me students adaib be chang da mya dia english saka lung wono kal ko adaib be mna phyin imtihan adaib be samwe be denge adaib be pe lein me phye lein me dena adaib be pe di tabaw paw bi no e di dena ga ne chano do kriya ye nok song ma na so bi saka lung talon shi de di saka lung go phyauk lite a sin dena ga ne chano do na go phyauk lite ba chen wa le d ရှိနေတယ်တဘောပုံပြီနော် d ရှိနေတယ် a a d d ရဲ့အနောက်မှာ clear ရဲ့အနောက်မှာကျွန်တော်တို့ဒီ english ဆိုတဲ့စကားလုံးကိုထည့်လိုက်တယ် imtihan denge လို့ဖြစ်သွားပြီတဘောပုံပြီနော်ဘာလို့ဆိုတော့အရှိမ subject ကအများကြီးဖြစ်ရင်ကျွန်တော်တို့နောက်ဆုံးမှာ enge သုံးတယ်ဒီမှာကျောင်းသားတွေ students တွေဟာအများကြီးဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ a က a g ဒီဟာတွေမသုံးဘဲနဲ့ enge ဆိုတဲ့စကားလုံးကိုအသုံးပြုတယ်တဘောပုံပြီနော် နောက်တကြောင်ဝိုးနေဟိအာယေကဝိုးနေဟိအာယေကသူမလာတော့ဘူးဒီဟာကြတော့အငဲစာကြောင့်ဖြစ်တယ်ဝိုးအတိတ်ပဲထိုသူနေဟိအတိတ်ပဲမဟုတ်ဘူးဘောနော်နေဟိအတိတ်ပဲဒီဟာအငဲစကားလုံးမဟုတ်ဘူးပေါ့အာယေကအတိတ်ပဲလာလိမ့်မယ်အာယေကဆိုတဲ့စကားလုံးကခရိယာဖြစ်တယ်အမေရိကေတို့ဒီစကားလုံးကအာနာအာနာကနေကျွန်တော်တို့နောက်ဆုံးမှာနာရှိတဲ့ဒီနာကိုဖြုတ်လိုက်တယ်ပြီးတော့အေကဆိုတဲ့စကားလုံးဒီဟာကိုထည့်လိုက်တယ် သဘောပေါက်ပြီနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အရှိမအနေကင်းဆိုလို့ရှိရင်နောက်ဆုံးမှယောက်ျားလေးဆိုရင် A က3တယ်မိန်းကလေးဆိုရင် A ကြီး3တယ်ဒီတစ်ခါယောက်ျားလေးဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှ A က3ထားတယ်ဝိုးနေဟင်အာရေးကသူမလာတော့ဘူးဒီစကားကိုကျွန်တော်တို့ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လေလုံးဝတူတူပဲဝိုးသူနေဟင်အာရေးကမလာတော့ဘူး တဘောပေါက်ပြီနော်အဲ့ဒီမဆိုတဲ့မဟုတ်ဘူးဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဗမာစကားမှာကရိယာရဲ့အရှိန်မှာထည့်တယ်ဒီအိုရူလူစကားမှာလည်းကျွန်တော်တို့ကွတ်တီကရိယာရဲ့အရှိန်မှာဒီနဟင်းဆိုတဲ့မဟုတ်ဘူးဆိုတဲ့စကားလုံးကိုထည့်လိုက်တယ်တဘောပေါက်ပြီနော်နောက်တစ်ကြောင် तुम कब जाओगे तुम कब जाओगे मैं बड़ा तो आमा ले ဒီစာကြောင်းကမင်းခွန်စာကြောင်းဖြစ်တယ်နော် तुम अदैवे मैं लो कब अदैवे बड़ा ဂျာဟုတ်ကြီးဒီဟာမဲ့တကယ်တော့ဂျာနာဆိုတဲ့ခရိယာကနေလာတာဂျာနာကနေကျွန်တော်တို့နားကိုဖြုတ်လိုက်တယ်ပြီးတော့အိုကြီးဆိုတဲ့စကားလုံးကိုထည့်လိုက်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အရှိမတူးမလာရင်နောက်ဆုံးမှာအိုကြီးသုံးတာဒီဟာတို့ကျွန်တော်တို့ဟို lesson 5 to lesson 6တို့မှာဖတ်ပြီးသွားပြီအဲ့တော့တူးမကပ်ဂျာဟုတ်ကြီးမင်းဘာတော့သွားမှာလဲ ထပ်ပေါက်ပေါက်နေတယ်နော်အကေလို့ကျွန်တော်တို့ဒီမှာဂျာအိုကြီးမတုံမင်းနဲ့တွန်ကပ်ဂျာတီဟိုလိုပြောရင်လက်ရှိကာလဖြစ်သွားမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တာဟွန်တီဟွေးတာတွေကိုလက်ရှိကာလပြတ်သုံးတာတွန်ကပ်ဂျာရေဟေဟိုလိုပြောရင်လေဒီဟာလက်ရှိကာလဖြစ်သွားမယ်လက်ရှိကာလမှာတိုးရထနိုင်နေပါတယ်အလိုမျိုးစကားဖြစ်သွားမှာပေါ့နော်အခုကျတော့ကျွန်တော်တို့အဲကပ်ဂျာတီဟိုလေးသုံးတာမဟုတ်ဘူးကပ်ဂျာရေဟီဟိုလေးသုံးတာမဟုတ်ဘူးကျွန်တော်တို့သုံးထားတာကကပ်ဂျာအိုကြီး तुम अगले हफ्ते तक इंतजार करेंगे हम अगले हफ्ते तक इंतजार करेंगे चनोडू दी लामे अपाचे साउ में चनोडू दी लामे अपाचे साउ में हम अडेक बे चनोडू अगले हफ्ते हफ्ता सोरागा अपागु खोरे अगले अडेक बे लामे लामे अपा तक अडेक बे ठीक चनोरो लामे अब इंतज़ार करेंगे साउंग में इंतज़ार करना डे बे साउंगी ए डी इंतज़ार करना गाने चनोरो ना सूर्य सगालों को फ्यूग लाइक दे फ्यूगी रो इंगे सूर्य सगालों को ठे लाइक दे पाबलो सूर्य चनोरो अम्यागेंग ने नौसों मा इंगे सूर्य सगालों को तोंगे राजन चनोरो डीमा इंगे सूर्य सगालों को करना ये नाउ मन ना को फ्यूगी रो ठे लाइक दे अनागे फ्यतौरे तो बाबा बिनो दिसगा को बमासगा ने टाइम जी में सोने ले लोंगा चनोरो हम लामिया अपे अगले हफ्ते चुनोरु हम लामी अपा ठीक अगले हफ्ते तक सौ में इंतज़ार करेंगे लोगों बमा सगा टाइम से या माँ बोनो नाउट जाऊँगा चारो तुम पैसे कब वापस करोगे तुम पैसे कब वापस करोगे मैं पसें बरो पियाँ पे माले तुम अदे वे मैं पैसे अदे वे पसें कब अदे वे बरो ဝါဘက်စ်ကရဏအတိတ်ပဲပြန်ပေးပြီအေဒီဝါဘက်စ်ကရဏမှာကျွန်တော်တို့ခရိယာရဲ့လက္ခဏာနာကိုဖြုတ်ပြီးတော့ကျွန်တော်တို့ OK စကားလုံးကိုထည့်လိုက်တယ်ဘာလို့လဲဆိုတော့အရှိမတွန်းလာရင်ကျွန်တော်တို့နောက်ဆုံးမှာ OK သုံးတယ်ပြီးတော့ဒီဟာမေခွန်စာချုပ်ဖြစ်တယ်အဲမေခွန်စကားလုံးကပ်ဆိုတဲ့စကားလုံးရှင်းနေတယ်နော်အခုဒီမေခွန်စကားလုံးကဘယ်နေရာမှာလာမှာလဲဗမာစကားမှာဘယ်နေရာမှာလာလဲဥရုဒုစကားမှာလဲကွတ်တေးဒီနေရာမှာပဲလာမှာပေါ့အဲဒါကြောင့်ကျွန်တော်တို့ဒီဟာဗမာစကားနဲ့တိုင်းကြည့်မယ်မေတွမ်ပစံပေးစေး બડો કપ પૈસા લે واپس સ્ક્રીન करोगे લવમાં બમાસ ખાના તુરવેનો તું પૈસે કપ واپس करोगे સે આડીમાં યે થરને લે લેને નો બેટે ફિન લે બેસે બોનો દિહા કા નોટખો આ જા જો જા તું ઉસે મુલાકાત કરોગે મે દી તુને ટ્વે માલા ဒီဟာလဲမဲခွန်စာကြောင့်ပေါ့နော်အရှိမတွမလာရင်ကျွန်တော်တို့နောက်ဆုံးမှာ OK သုံးတယ်အဲ့ဒါကြောင့် Croge ဖြစ်သွားပြီသဘောပေါက်ပြီနော်ပြီးတော့စာကြောင့်ရဲ့လုံးဝအရှိမဒါမှမဟုတ်လုံးဝနောက်ဆုံးမှာကြားဆိုတဲ့စကားလုံးလာရင်ဟုတ်သလားဖြစ်သလားလို့မျိုးမဲခွန်ဖြစ်တယ်ဒီမဲခွန်ကအလိုမဲခွန်ပေါ့နော်မဲသူနဲ့တွေ့မှာလားသဘောပေါက်ပြီနော်မမစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လဲလုံးဝတူတူပဲတွမဲဥစေသူနဲ့မူလာကတ် Croge တွေ့မှာလား မေဝန်စာကြောင့်ဆိုတော့တွေ့မှာလားဘောနော်မူလကတ်ကရဏဒိဗေတယောက်နဲ့တယောက်တွေ့ဆုံသည်အဲ့ဒါမူလကတ်ကရဏကနဲ့ကျွန်တော်တို့နားကိုဖြုတ်ပြီးတော့အိုကေဆိုတဲ့စကားလုံးကိုထည့်လိုက်တယ်သဘောပေါက်ပြီနော်အဲ့လိုဆိုရင်အတိတ်ကကျွန်တော်တို့တတိထားမှာကစာစီတဲ့အခါအနာဂတ်နဲ့ပတ်သက်ပြီးစာစီမယ်ဆိုလို့ရှိရင်ဗမာစကားမှာပဲစကားလုံးကိုပြန်မှထည့်လေအိုရိုဒိုစကားမှာလည်းကွတ်တေးရီယာတိုင်းပဲထည့်ထည့်ပြီးပြောမယ်ပြီးတော့ခရီးရဲ့နောက်မှာနာဆိုတဲ့စကားလုံးရှိတဲ့နေနာကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီစကားလုံးတွေကိုထည့်ပြောမယ် သဘောပေါက်ပြီနော်အနေကင်းဆိုရင် AI ကြီးထေးမယ်ကျွန်တော်ဆိုလို့ရှိရင်ကျမဆိုလို့ရှိရင် unga ungi ထေးမယ်ပြီးတော့အမြကင်းဆိုရင် engi ထေးမယ် tum ဆိုရင် ogi ထေးမယ်ဒီအရကျွန်တော်တို့ပြီးခဲ့တဲ့တန်ခမ်းသားတွေမှာလေဒီအုံကောင်းကြီးတရားတွေဖတ်ပြီးသွားပြီအခုကျွန်တော်တို့ခက်ဆက်တွေဖတ်ကြမှာပေါ့နော်ဒီမှာလည်းခက်ဆက်အနေနဲ့ကျန်သွားတယ်မနေ့ကအဲဥပမာဖြင့် انتظار کرنا انتظار کرنا دیکھ بھی ساؤنگ دی တယောက်ယောက်ကိုစောင့်နေဝင်တကားကနလို့ခေါ်ရနော်အင်္ဂလိပ်လိုပြန် wait ပေါ့နော် मदद करना मदद करना ဆိုတော့က help ကိုညည်ဒီ मदद करना help ကိုညည်ဒီ bulana bulana ဒိဗေခေါ်ဒီတယောက်ယောက်ကို ခေါ်တာ bulana call ပေါ့နော် call call နောက်တစ်ခုကကြတော့ bulna bulna ဒိဗေမေးသွားသည် အင်္ဂလိပ်လိုပြန် forget f o r g e t forget bulana bulana ဒိဗေ bulana ဒိဗေမေးလိုက်သည်တဘောပေါက်ပြီနော်ရာသကရဏဒိဗေတတိယသည် ယာတကရဏအတိတ်ပဲတတိယသည်ဒါမှမဟုတ်အလွတ်ချက်သည်နှစ်ခုလုံးဖြစ်နိုင်တယ်သဘောပေါက်ပြီနော်ပုက္ကရဏပုက္ကရဏအတိတ်ပဲခေါ်သည်ပုက္ကရဏနဲ့ဘူလနာနဲ့အတူတူပဲဘူလနာအတိတ်ပဲလေတယောက်ယောက်ကိုခေါ်တာပုက္ကရဏအတိတ်ပဲလေတယောက်ယောက်ကိုခေါ်တာကိုကျွန်တော်တို့ပုက္ကရဏလို့ခေါ်တယ်အဲ့တော့ဒီစကားလုံးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့အဲအခွန်နှဖတ်ခဲ့တဲ့တိုင်ခင်းသားနဲ့စာစီနိုင်ဖို့စ조사မှာပေါ့နော်ပြီးတော့ဆရာကဒီဘက်မှာလည်းခက်ဆက်တွေရေးပေးထားတယ်ရာစတာဒါမှမဟုတ် road road ဆိုရင်အင်္ဂလိပ်စကားလုံးကနော် लैंग खराब न रास्ता रोड गली गली सोरेगा स्ट्रीट एस टी आर ए टी स्ट्रीट लैंथ लैंजा लैंथ बनो गुरुडुमा गली लो खरे नाउटुआ कॉलेज कॉलेज अदे कॉलेज जाऊ बनो कॉलेज हस्पताल हस्पताल अदे बे से हॉस्पिटल बनो गुरुडुमा चार हस्पताल लो खरे फार्मेसी फार्मेसी सोरेगा से साई फार्मेसी बनो से साई क्लैनिक क्लैनिक सोरेगा से खें यार अकाउंट इंग्लिश का लूँ क्लैनिक सोरेगा से खें बनो Now to go jaro mulk damamo watan dia woman phe nire dia twa twa watan dima mene no watan now to go jaro days mulk watan days check da rakho tum lo yare no shahar damamo town town so english sagalung no shahar town ade be myo go no basti gaon basti gaon ade be yo mahal damamo bangla mahal suraga nendo မဟာလကနန်တော့ဘင်္ဂလားဆိုတာလေနန်တော့ဗောလုံချင်းကိုလေကျွန်တော်တို့တခါတခါဘင်္ဂလားလို့ခေါ်တယ်တဘောပါကွေးနော်မဟာလဘင်္ဂလားနောက်တစ်ခုက building building ဒီစကားလုံးလေအင်္ဂလိပ်စကားလုံးပဲတိုက်ကိုပြောတာဗောနော် restaurant restaurant ဒီစကားလုံးလေအင်္ဂလိပ်စကားလုံးစားတော့ဆိုင် dost dost အတိတ်ပဲတငယ်ချင်းပရိဝါရဓမ္မမော family family ကအင်္ဂလိပ်စကားလုံးဗောနော်မိသားစုဥရူဒူမှာကြားတော့ရတာဗောပရိဝါရလို့လေခေါ်တယ် family လေရေးတယ် रिश्तेदार रिश्तेदार अडेक स्वयं ताजें रिश्तेदार अडेक स्वयं ताजें जान पहचान नौ टखोगा जान पहचान जान पहचान सुरा अति वनो चनोडो अति रहेगा नेट या अलो प्यारे आखा एर अति को चनोडो जान पहचान लो खोरे अनजान अनजान अदे पे टजेंग टजेंग तो को चनोडो अनजान लो खोरे नो नाउ तो कुगा अजनबी अजनबी अदे पे ले टजेंग वो टजेंग को चनोडो अनजान ले खोरे अजनबी ले खोरे वो नो अखो डी सगालों डी को अतों भी वीर चनोडो आयेंगा फाके रे तेंगे नारुए ने सासी नाइ को चोदा में उपमा भी मैं रास्ते में बच रहा हूँ चनो ले माठाई नहीं रे మై రాస్తేమే బైట్టా హూ చనొలేమే మా థైనే మై రాస్తేమే బైఠూంగా చనొలేమే మా థైనే లేమే చనొరు లశ్శికాల అనాగన పతబే తైంగ నారే పఠారే ఏ రీతింగ నారే మా దియారే గు తేతేవీరో అతంభువీరో లేజేయ ఆమా బోనో సయగా ది ఫేమ క్రియాలయా నేంగే యేపేఠారే దరణా దరణా అడేవే చౌది సవర్ కర్నా సవర్ కర్నా దేవే సవర్ లొది ဆဘရကရဏဆဘရလုတ်ဒီဒီမှာဒီစကားလုံးတွေရဲ့နောက်ဆုံးမှာအကုန်လုံးမှာနားဆိုတဲ့စကားလုံးရှိတယ်အဲဒါကြောင့်ကျွန်တော်တို့သိနိုင်တဲ့တရားတွေကခရိယာပေါ့နော်ခရိယာရနောက်မှာဒီကရဏလရဏနောက်ဆုံးမှာဒီနာရှိတာပေါ့နော်ကျွန်တော်တို့စာစီတဲ့အခိုက်ဒီနာကိုဖြုတ်ပြီးတော့ရာဟဟုံရေဟိဟုံတာဟုံတီဟုံအုံကအုံကြီးဒီစကားလုံးတွေကိုထည့်တာပေါ့နော် နောက်တစ်ခုကပြာကရဏပြာကရဏအိဗေချစ်ဒီဘောနော်တယောက်နဲ့တယောက်ချစ်တာကိုပြာကရဏလို့ခေါ်တယ်နော်နိဖရတ်ကရဏနိဖရတ်ကရဏအိဗေမုန်တီဒီအင်္ဂလိပ်လိုပြောရင် hate ဘောနော် hate hate dislike လေးခေါ်လို့ရတယ်ဘေဂျနာဘေဂျနာအိဗေရောင်းဒီဘေဂျနာရောင်းဒီခရီဒနာခရီဒနာအိဗေဝေဒီခရီဒနာဝေဒီအင်္ဂလိပ်လိုပြောမှဆိုလို့ရှိရင် buy buy ပဲပြီးတော့လေနာလေနာအိဗေယူဒီဝေဒီနှစ်ခုလုံးဖြစ်နိုင်တယ် take adek be le ya nai de b u y by e da le phin nai de le na adek be we di u di ya lo mya adek be no naw to khu ja lo sambalna sambalna adek be thing ding di sambalna thing ding di hafazat karna hafazat karna adek be le ka kwe di thing ding di adek be taba bawk bi no izzat karna izzat karna adek be le za di इज्जत करना देख बे ले जा दी नौ टुकड़ा चारो बेइज्जत करना बेइज्जत करना देख बे देखा छा दी बेजट करना डे बे तिखा छा दी गाना गाना डे बे तिशें सो दी गाना तिशें सो दी नाचना नाचना डे बे का दी नाचना का दी शुमार करना शुमार करना डे बे ये डी इंग्लिश लुपिया में सरोशें काउंट सी ओ यू एन टी काउंट ये डी नव टुकुआ चलो झगड़ा करना झगड़ा करना सुरागा प्यादना शादी झगड़ा करना गाली देना गाली देना सुरागा सेरा टयाउ टयाउ से हैं गाली देना लो खोर नो नव टुकुआ माफ़ी मांगना माफ़ी मांगना अडेग बे माफ़ टाउंगी खोन टाउंगी वो नो पिरो माफ़ करना माफ़ करना अडेग बे खोन ले पेदी माफ लोग बेरा बनो ना तो हुआ चारो सजा देना सजा देना देख बे अप्पे डैम पे दी सजा देना अप्पे डैम पे दी उजरत लेना उजरत लेना देख बे अखा युदी काका रो बारो जुड़ा गो उजरत लेना लो खौर है नो इजाजत देना इजाजत लेना इजाजत लेना देख बे खुएं टाउंगी यू दी သဘောပေါက်ပြီနော်အဲ့တော့ဒီကရာတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့များများလေ့ကျင့်နိုင်ဖို့ကြိုးစားမယ်ကျွန်တော်တို့ဘလောက်လေ့ကျင့်လဲကျွန်တော်တို့အလောက်အမြင်ဆုံးစကားပြောတတ်လာမှာပေါ့နော်အဲ့တော့ inshallah ကျွန်တော်တို့နောက်တစ်ပိုက်ကိုနောက်တစ်ခု recording မှာ submit ဖတ်ကြမှာပေါ့နော်